1+1=3 ဖြစ်ရတဲ့အကြောင်းရင်းလွန်ခဲ့တဲ့နေ့အနေနဲ့ရအောင်စတီဂျော့ရဲ့အင်တာဗျူးဆောင်းပါးတစ်ခုကိုကျွန်တော်ဖတ်လိုက်ရတယ်။စတီဂျော့ကပြောတယ် idea tip man များဟာရှိပြီးသားစေကူအဟောင်းတွေကို ပြန်လည်ပေါင်းစည်းထားတာပဲ။ဒီလိုစေကူအဟောင်းတွေကိုအစ်စ်ဖြစ်အောင်ပေါင်းစည်းဖို့ဆိုရင် အဲ့ဒီစေကူးတွေကြောင့်ဆက်လွယ်မှုမြင့်တက်ဖို့လိုတယ်။မြင့်တက်တဲ့သူတွေကတာမန်လူတွေထက်တီထွင်ဖန်တီးမြန်ပိုကောင်းလာတာပဲ။သူတို့ကအိုင်ဒီယာတစ်ခုနဲ့တစ်ခုချာချိတ်ဆက်မှုတွေကိုမြင့်တက်အောင်မကဒီအိုင်ဒီယာတွေကိုဘယ်လိုဘယ်ပုံထပ်မံပေါင်းစည်းမလဲ။ဘယ်လိုအိုင်ဒီယာတစ်မျိုးတွေထပ်တုပ်လို့ရနိုင်မလဲဆိုတာကိုလည်းနားလည်ကြတယ်။သူတို့ဘာလို့ဒီလိုမြင့်တက်ကြတယ်။ရှင်းပါသူတို့ကတာမန်လူတွေထက်အတွေ့အကြုံပိုများတယ်။ဒါမှမဟုတ်အဲ့ဒီအတွေ့အကြုံအကြောင်းကိုပိုပြီးကြားဘူးနာပါရှိတယ်။ စတီဆိုဆက်ပြောတယ်အခုခေတ်ဒီထွန်ဖန်တီးမှုပတ်ဝန်းကျင်မှာအဓိကကြုံနေရတာလည်းအဲ့ဒီပြဿနာပဲလူလုံးကမှအတွေ့အကြုံအဆုံးမရှိဘူးအရင်တည်းရဲ့တတ်တဲ့သူတွေရှိပါတယ်ဒါပေမဲ့ level တကူမှာပဲတစ်ဖက်ကန့်ခတ်အောင်ပြင်ချာဒီတော့စေကူတစ်ခုနဲ့တစ်ခုချာကဆက်နွယ်မှုတွေကိုတော်ရုံနဲ့မမြင်တတ်တော့သူတို့ area တွေကလည်းတမန်ရိုးချတက်တက်ပြီးဖြစ်လာကြတယ် ကအဲလီဆိုတဲ့သူကကြောင်ညာလောကမဆိုရင်အတော်ဆုံးလူတွေကတရားလို့ပြောလို့ရ။အဲလီကပြောဘူးလေဖန်တီးမြန်ထမ်းမြတ်တဲ့သူတွေကလည်းပဲအားလုံးကိုနှစ်နှစ်ဆက်ဆက်သိချင်းကြတယ်။နားလေချင်းကြတယ်။စီတမိုင်းအကြောင်းတွေပဲဖြစ်ဖြစ်စကူးရာစုကနန်းတင်စာအကြောင်းပဲဖြစ်ဖြစ်ခစ်တစ်ကုံစီထုတ်လို့ရတဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ဇာပန်တိုးတဲ့ပညာနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဘာမဆိုကြားဘူးနားဝါရှိကြတယ်။တီးမီခေါင်းမီရှိကြတယ်။ဘာလို့လဲဆိုတော့တနေ့တနေ့တစ်ချိန်ချိန်မှာဒီအသိဉာဏ်တွေအတုံးဝင်လာနိုင်တယ် ောက်6မိနစ်အတွင်းမှာသုံးဝင်လာနိုင်တယ်လို့နောက်6မိနစ်လောက်ကြာမှသုံးဝင်လာတယ်ဖြစ်နိုင်တယ်။တကွေးမဟုတ်တကွေးတော့ဒီဘူးသူတာတွေကိုပြန်သုံးချလို့ရမှာပဲဆိုတာသူတို့ကနားလေ။အင်းညာလူမျိုးတင်ချပရော်ဖက်ဆာတယောက်ရဲ့စာအုပ်ထဲမှာလည်းဒီလိုသဘောမျိုးပဲခက်စစ်စစ်ရေးထားတယ်။အဲ့တင်ချပရော်ဖက်ဆာမျိုးသမီးကပြောတယ်ကျွန်တော်တို့ရဲ့အုံနောက်ကိုအပြည့်အဝသုံးချနိုင်ဖို့အတွက်နီလန်းတွေရှိတယ်။ဒါပေမဲ့တမယိုးချနီလန်းတွေလည်းတော့မရအောင်။တကယ်ကကြောင်းနေတာ။ ူ့မိန်းမရဲ့လှုပ်ဝှက်ချက်ကလည်းအိုင်ဒီယာတွေဂျားကဆက်နွယ်မှုတွေပေါ်ပါပဲခြေခံထားတာပဲပုံမှန်တိုင်းဆိုရင်လူသူမျိုးနွယ်ဟာကိုယ်ဝါဒနာပါတဲ့ level နဲ့ပတ်သက်တာတွေကိုပဲဖြည်းဖြည်းလေ့လာကြတယ်။ဒါမှမဟုတ်အဲ့ဒီ professor ကရှင်းပြတယ်။ဒီလူတလန်းနဲ့လေ့လာနေတာအုံနောက်ကိုအပြည့်အဝအသုံးချရမရဘူး။ဒီမိသားစုဓာတ်တွေနဲ့တိတ်မကွာတဲ့အချက်လက်တွေကိုပဲအုံနောက်တည်းထက်သိမ့်ထည့်နေတယ်လို့ဖြစ်နေတာ။ဆောစောကပြောခဲ့သလိုပဲ idea အသစ်ဆိုတာ idea အဟောင်းတွေကိုစုပေါင်းပြင်ဆင်ထားတာ idea အဟောင်းတွေကြားကဆက်နွယ်မှုတွေကိုရှာနိုင်လေလေစိတ်ကူးအစ်စ်တွေ ဖန်တီးနိုင်လေလေကျွန်တော်တို့ရဲ့အုံနောက်တကယ်ဖွံ့ဖြိုးလာဖို့ဆိုရင်ကိုယ်စိတ်ဝင်စားတဲ့ level ကဘာလဲဆိုတော့သိရမယ်ပြီးရင်အဲ့ဒီ level ကိုလေ့လာရမယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့သိနေပြီးသားဘူးသူတာအိုးတွေကိုမတီးသေးတဲ့စိတ်ကူးအစ်စ်တွေထပ်ထည့်လို့ရစိတ်ကူးတွေကြားကဆက်နွယ်မှုအတိုက်အတာဟာလည်းအစာပေါင်းများစွာတိုးလာတယ် အရင်လိုတမရိုးချအတွေးတွေမဟုတ်တော့ပဲစမ်းတစ်တဲ့အတွေးခေါ်တွေဝေးပွားလာမယ်။ကိုထင်မထားတဲ့စိတ်ကူးတွေကောင်းနေရောက်လာ။ဆက်လွယ်မှုမှန်တယ်များအစ်စ်တွေဖြစ်လာတော့ကိုတီးပြီးသားနဲ့မတီးသေးတဲ့အစမ်းတကျယ်တွေပူပေါင်းသွားတော့မယ်။ဒီတော့ခြုံပြောရရင်ကျွန်တော်တို့ရဲ့ဒီထွန်နိုင်မှုစိုင်းရီဆိုတာဆက်လွယ်မှုအစ်စ်တွေဘလောက်များများဖန်တီးနိုင်တယ်လဲဆိုတဲ့အရေးချင်းနဲ့တိုက်ရိုက်ချူကြ။ဒီရချင်းကိုရအောင်ဆိုတာကိုမသိနားမလည်တဲ့ level တွေကိုဘလောက်လှိလာနိုင်တယ်လဲဆိုတာ ਨੇ တက်ဆိုင်တယ် ဒီစာအုပ်ရဲ့ယူရချက်ကလည်းအဲ့ဒါပါပဲစနေဟောင်းရဆိုရင် 1+1=2 စနေတဲ့ကြတော့ 1+1=3